တအားအမျိုးသားလူမျိုးရေးတမတော် TNN တွေတိမ့်ပိုက်ထင်းချုပ်ထားတဲ့မျိုးတွေကိုအာနာသိန်းစစ်တပ်ကနှိစင်ရက်ဆက်ဆိုသလိုဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေရလို့ TNN တွေကပြောပါတယ် တရုတ်ရဲ့ဂျာဝင်မှုကြောင့်ကုမင်မြို့မှာတရနနေနဲ့စစ်ကောင်စီတို့ဧပြီ28ရက်နေ့နဲ့29ရက်နေ့တွေကတွေ့ဆုံဆွေးနွေးခဲ့ကြပြီမယ်။တိန်းထားတဲ့မြို့တွေကိုပြန်တောင်းလို့ဆွေးနွေးပဲပြတ်ခဲ့ရတာဖြစ်ပါတယ်။တရနနေထင်းချုပ်ထားတဲ့မိုင်တုံမြို့ကိုမေလ12ရက်နေ့ကပေါင်900ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့လို့မြို့ခအမျိုးသားတအူးသေးဆုံးပြီး3ဦးတန်ရာရသွားတယ်လို့တရနနေရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးက AOT ကိုပြောပါတယ်။ အမနိုင်ငံမှာစစ်ကောင်စီဘက်ကမန်တုံမြို့ဒီအောင်ချန်ထားရက်ကွက်ကိုလာရောက်ပြမပုံချေတိုက်ခတ်ထားတယ်။လက်ရှိဒီလင်ချန်ပိခတ်မှုကစစ်ကောင်စီတရတာတကူပဲရွေးချက်ရှိရှိဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့စည်ရည်တည်အမျက်ရှိဖို့လိုအပ်တယ်။အမြင်ထူလူဆိုင်ဖို့လိုအပ်ပါပဲ။မန်တုံမြို့ပေါ်ကအင်ချီနေရာခန့်ရှိတဲ့အောင်ချန်သာရက်ကွက်ကို ပေါင်900ဘုံနှလုံးနဲ့ကြေချတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူနေအိမ်28လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းသိရပါဗျ။2023ခုနှစ်ဒီဇင်ဘာ23ရက်နေ့ဟိုက်ကင်ဆွေးနွေးပွဲမှာစစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကတိုင်းရင်းသားဒေသတွေကိုလက်လွတ်ရရင်တောင်အဲ့ဒေသတွေကိုလက်နက်စမ်းတွေသုံးကလီချောင်းကနေအမြဲတိုက်ခိုက်နေပြီးဘယ်တော့မှအီးချမ်းအောင်မထားဘူးလို့ပြောဆိုခဲ့ပူးပါဗျ။ ချက်စများတင်ပါတယ်စကြီးဒီလမ်းကျဲခင်မှာညီမတို့တမိသားစုလုံးကတော့ဆိုင်မှာပဲညီမအိတ်နေပြီအမေကတော့ရှေ့မှာထိုင်နေပေါ့မောင်လေးတွေကလည်းသူတို့ဟာနေသူတို့ပေါ့အဲ့နဲ့လင်းလေးကျဲရောအပွားမျက်နှာကျဲတို့မှန်စားတို့ကိုကိုတိုင်းစင်လာလေးချိန်ကြမှာ ဘာဖြစ်တာလဲပို့ကြောင်သွားလူကျဲကြီးဆိုတော့ကြောင်သွားပြီးတော့ကိုကိုဘာလို့လို့လို့ရမမသိဘူးတမန်တော်ကြီးဖြစ်သွားအချိန်ကြာမှလင်းရင်လာကျဲတယ်လို့အပြင်အတရား online လေးအချိန်ကြာမှအပြင်အပြင်ထွက်အပြင်ထွက်ပြီးတော့ဝင်းနေဝင်းနေရဲ့အကူတယောက်ကဝင်းနေဝင်းနေရဲ့သူထက်ကျဲဦးမှာလေထက်လာဦးမှာဆိုအိမ်ထဲမှာမနေနဲ့ဆိုအာအိမ်ထဲကအိမ်ထဲကနေထွက်ပြီးတော့ဒီ ။ညောင်းတတိယရေးထဲမှာမနော်ဝိနည်းဝိနည်းရှင်နောက်တလုံးကြတော့မြန်မာလူရဲ့အအရှိတတိယမှာပဲလာပြီးဖြစ်သွားတယ်။ဖြစ်သွားတာတော့ပုံမှန်မှာပဲ။တည်ရနေနေဟာတစ်တုံရနေခွန်စစ်စင်ရေးနှကြော့အသွင်းမြို့ပေါင်း12မြို့ကိုတင်ပိုက်ထိန်ချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့တင်ထားတဲ့မြို့တွေပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုနေတယ်လို့တရုတ်နိုင်ငံရဲ့ဖိအားကိုလည်းရင်ဆိုင်နေရတာဖြစ်ပါတယ်။ လောစီတော့သဘောတူညီမှုမရတာတည်ကြတယ်။ဘာလို့လဲဆိုတော့သဘောတူညီမှုရရင်ကိုကန့်နှုံးကသဘောတူညီချက်ရရင်သူတို့တစ်ခါမှလေချောင်းမတိုက်သလိုကိုကန့်ထိန်ချုပ်နယ်မြေကိုလေချောင်းတိုက်တာမရှိဘူး။အခုတော့ TNL နယ်မြေကိုလေချောင်းနဲ့အကုန်တိုက်နေတာ။နောင်ချိုရောကြောင်မဲရောမိုးမိတ်မိုင်းငော့စုံလို့မန်တုံတောင်ပါသေးတယ်။အတွင်မိုင်းကြီးပါတိုက်နေတဲ့အခါကျတော့ TNL နဲ့တော့ဘာသဘောတူညီချက်မှမရသေးတာတည်ကြတယ်။